အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ဘာသာရေးအယူဝါဒတွေကိုမျက်စိမိတ်ယုံတာတွေမိယိုးဖလာရကိုးဝယ်ရတာမျိုးတွေမဟုတ်ဖ ೇನೆ ဘယ်အယူဝါဒဘယ်ဘာသာတရားကိုရွေးချယ်တင်နေဆိုတာကို ဟောကြားပေးထားတဲ့စံဆယ်ချက်အကြောင်းဖြစ်တဲ့ကေတမုတ်တီတုံဒါမှမဟုတ်အများခေါ်ဝေါ်နေကြတဲ့ကာလာမတုံနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီကေတမုတ်တီတုတ်ကလွတ်လပ်စွာ တွေးခေါ်ပြီးတော့ကိုးကွယ်ယုံကြည်ရာရှာဖွေနေမှုအပေါ်အားပေးထားတဲ့ အကောင်းဆုံးဥပမာလို့လည်းဆိုနိုင်ပါတယ်။ဒီနေရာမှာဂျုံတုံးလေးမြတ်စွာဘုရားရှင်ခွင့်ပြုတော်မူတဲ့လွတ်လပ်စွာတွေးခေါ်ခွင့်နဲ့ပတ်သက်ပြီးတော့ဝါပိုလာရာဟုလာအရှင်သူမြတ်ရေးသားခဲ့တာလေးကိုလည်းထုံထုပ်ဖော်ပြခြင်းပါတယ်။ဆရာတော်မိန်နာကတော့မြတ်စွာဘုရားပေးအပ်တဲ့အတွေးခေါ်လွတ်လပ်ခွင့်က အခြားဘာသာတရားတွေရဲ့သမိုင်းမှာကြားမြပင်မကြားဘူးပါ။ဒီလိုလွတ်လပ်ခွင့်ပေးတာက အရေးကြီးပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ဟောကြားချက်အရာလူသားရဲ့လွတ်မြောက်မှုကတစ္ဆာတရားကိုသိမြင်နားလည်မှုအပေါ်မှာသာမူတည်ပါတယ်။သူ့ရဲ့နာခံမှုအတွက်ဘုရားသခင်ဒါမှမဟုတ်ပြင်ပစွမ်းရင်တစ်ခုထံမှာကျေးဇူးတော်ကြောင့်ရတဲ့ဆုလက်မဟုတ်ပါဘူးလို့ဆိုထားတာပဲဖြစ်ပါတယ်။ဒီဒေသနာမှာဘာတွေဟောထားတယ်ဆိုတာကိုမပြောခင်မှာဒီဒေသနာကိုဘယ်နေရာမှာဟောခဲ့တာလဲဆိုတာအရင်တင်ပြခြင်းပါတယ်။ ကောဒလာတိုင်းကေတာမௌဒဏီကုံးမှာဟောကြားခဲ့တာဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်တော့ဘီဟာပြည်နယ်ထဲမှာရှိတဲ့နေရာဖြစ်ပါတယ်ဘီဟာဆိုတာကတော့တက္ကတာနဲ့ပါဠိစကားလုံးဝိဟာရကနေဆင်းသက်လာတာပါဘုံကြီးကျောင်းလို့အဓိပ္ပာယ်ရပါတယ်ဘုံကြီးကျောင်းတွေနာလန္ဒာတက္ကသိုလ်လိုမျိုးထင်ရှားတဲ့ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဗုဒ္ဓဘာသာလေ့လာမှုနဲ့ယဉ်ကျေးမှုရဲ့အဓိကပဟိုချက်နေရာတစ်ခုဖြစ်ခဲ့တာကြောင့်ပါ ။ဘီဟာပြည်နယ်ထဲကမှမြေပုံပေါ်မှာအနက်ရောင်ဆက်ဝိုင်းနဲ့ပြထားတဲ့ခရိုင်နေရာဒီနေ့ခေကေတရိယာဆိုတဲ့နေရာရှေးတုန်းကတော့ကေတာမုဒ္ဒဆိုတဲ့ဏီကုန်းနေရာမှာဟောကြားခဲ့တာမို့လို့ကေတာမုဒ္ဒီတုတ်လို့အမည်ပေးထားတာဖြစ်ပါတယ်။ဖျားဖူးတွေလာရောက်လို့ရှိတဲ့ကေတရိယာဇေဒီတည်ရှိတဲ့နေရာဖြစ်ပြီးတော့ဒီခရိုင်ရဲ့မြောက်ဖက်မှာဆိုရင်တော့ဏီဘောနိုင်ငံဖြစ်သွားပါပြီ။ကေတာမုဒ္ဒဏီကုန်းနေရာမှာဟောကြားခဲ့တာမို့လို့ နိဂမနိဂုံးဆိုတာဘာလဲဆိုတာရှင်းလင်းဖို့လိုအပ်လာပြန်ပါတယ်ဒါကြောင့်မို့လို့ဂါမဆိုတဲ့ရွာနိဂမဆိုတဲ့နိဂုံးနဂရဆိုတဲ့မြို့ဆိုတာဘာတွေလဲလေ့လာကြည့်ရအောင်မြို့ရိုးတတိုင်းအရန်မရှိဘူးဈေးလည်းမရှိဘူးဆိုလို့ရှိရင်ဂါမရွာလို့ခေါ်ပါတယ်မြို့ရိုးတတိုင်းအရန်တော့မရှိဘူးဈေးရှိတယ်ဆိုလို့ရှိရင်နိဂမနိဂုံးလို့ခေါ်ပါတယ် တတိုင်းအရန်ရောဈေးရောရှိတယ်ဆိုရင်တော့နဂရမြို့လို့ခေါ်တာဖြစ်ပါတယ်။အဲ့ဒါအကြောင်းမို့လို့ဏိကုံးဆိုတာကဂါမဆိုတဲ့ရွာထက်တော့ကြီးတယ်။နဂရဆိုတဲ့မြို့လောက်မကြီးတဲ့မြို့ငယ်လေးပဲဖြစ်ပါတယ်။မြို့ငယ်လို့မသုံးချင်လေရွာကြီးပေါ့ဗျာရွာအကြီးဖြစ်ပါတယ်။ဏိကုံးတွေမှာကုံတယ်တွေလက်မှုပညာတယ်တွေစုဝေးပြီးတော့ကုံစီဖလှယ်လေးရှိကြတဲ့အတွက် စီးပွားရေးအရာအချက်အချာနေရာတွေပဲဖြစ်ပါတယ်အဲဒါကြောင့်လူစီကားလေးရှိတဲ့နေရာတွေပါဒီကေတမုတ်တနီကုန်းနေရာမှာတော့ကာလာမမင်းတွေနေထိုင်ကြတာဖြစ်ပါတယ်အထကထာဆရာရဲ့အဆိုအရတော့ဒီနီကုန်းရွာကြီးကတောအုပ်ကြီးရဲ့အဝင်ဝါမှာရှိတဲ့ရွာကြီးပါတောအုပ်ထဲကိုဖြတ်တန်းသွားခြင်းတဲ့သူတွေတောအုပ်ထဲကနေဖြတ်တန်းပြီးတော့ပြန်လာတဲ့သူတွေစခန်းချနေထိုင်တဲ့နေရာပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့လေဒီကေတာမௌဒဏီုံနေရာကြီးကကုံတဲတွေဖြတ်တန်းသွားလာကြသလိုယဟန်ပုံနာတွေလည်းရောက်ရှိလေးရှိတဲ့နေရာဖြစ်တာကြောင့်စီကားတဲ့နေရာကြီးပါရောက်လာတဲ့ဘာသာရေးဆရာတွေတိုင်းကသူတို့ရဲ့ဘာသာအယူဝါဒကောင်းချောင်းကို ဟောကြားကြတာဖြစ်ပြီးတော့သူတပားရဲ့ဘာသာအယူဝါဒကိုတော့မထီမဲ့မြင်ပြု ပုတ်ခတ်ဟောကြားကြတာပါဒါကြောင့်မို့လို့လေကာလာမအမင်းတွေက ဘဲဘာသာအယူဝါဒကိုယူရမယ်ဆိုတာမဆုံးဖြတ်နိုင်ဘဲနဲ့ယုံမာတွေးတော်ခြင်းကို ရောက်နေကြတာဖြစ်ပါတယ်။